မင်္ဂလာပါဒီတစ်ခါမှာတော့1982ခုနှစ်မှာထွက်ရှိခဲ့တဲ့ Friday the 30ရဲ့နောက်ဆက်တွဲဇာတ်လမ်းကိုဆက်လက်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစခင် Channel လေးကို Like and Subscribe လေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။ကဲဒါဆိုရင်တော့စားလိုက်ကြရအောင်ပါ။ဇာတ်လမ်းအစမှာအာဆက်ဆိုတဲ့အမျိုးသားတဦးကအရင်ပြမှာအဝတ်လန်းနေခဲ့ပြီးအမျိုးသမီးဖြစ်သူ Steve က Crystal လေးဖြစ်ရတဲ့တင်ကို TV မှာနားထောင်ရင်အနားယူနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ Steve ဟာပြတင်းပေါက်ကနေလူတစ်ယောက်ကိုမြင်လိုက်ရပြီးအာဆက်လို့ပဲထင်သွားပါတယ်။ အဝိမယုတ်ဘဲအချိန်ဆွဲနေတဲ့ယောက်ျားကိုအပြစ်တင်နေရင်အဝိတွေ့ကိုအမြန်ပြောင်းကုယုတ်ပေးဖို့ထွက်လာလိုက်ပါတယ်။သူမရဲ့အတုံးမကြားတဲ့ယောက်ျားကိုပြစ်တောက်ပြစ်တောက်နဲ့ပြောဆိုရင်အဝိတွေကိုယုံနေခေကောင်ရုတ်တရက်ဂေါတောင်တကားကလေမတိုက်ပဲလှောက်ခါနေတာကြောင့်ကြောက်စိတ်တွေဝင်လာပြီးအိမ်ထဲကိုပဲအမြန်ဝင်သွားလိုက်ပါတယ်။အာဆက်ကတော့သူ့ဆိုင်ရာငါးတွေကိုအစာကျွေးရင်သူကိုယ်တိုင်လည်းငါးဆတွေကိုမြည်ဆန်ကျင်နေပါတယ်။ပေတော့သူမွေးထားတဲ့ယုံကစေပန်းတွေကအသေးရွက်တွေကိုစားပြနေတာကြောင့်သူ့မိမပြန်လာရင်အရေကွန်ဆုတ်ခံရတော့မှာပဲလို့ပြောပြီးယုံလေးကိုပေါင်းပွေကောင် သူကပါဆိုင်ရမုံတွေကိုခိုးစားနေခဲ့ပါတယ်။ခဏကြာမှတော့မိမလို့သူကရောက်လာပြီးအတင်းစားအစားအစာတွေကိုဆီယဝင်ကရှော့စားခိုင်းထားတာတောင်ဒူနာကွယ်မှာခိုးစားရကောင်းလားဆိုပြီးစူပူပါတော့တယ်။အဲဒီနောက်ရုံကိုလောင်အိနဲ့ထည့်ခိုင်းလိုက်ပြီးပြန်ထွက်သွားပါတယ်။အစလေကိုတောင်စီသွားပြီးရှုံလေးကိုလောင်အိမ်ထဲထည့်ဖို့လုပ်တဲ့အခါလောင်အိမ်ထဲမှာမွေးတကောင်ရှိနေတာကိုတွေ့လိုက်ရလို့လန့်ပြီးတန်ဆန်ခန်းစီထွက်ပြေးသွားပါတယ်။အိမ်နောက်အကြောင်းပြေအိမ်သားနဲ့ဖွဲ့ထက်ထားတဲ့အရက်ပလင်ကိုမော့နေလိုက်ပြီးရုတ်တရက်ကလကာနောက်ွယ်မှာတရားရောက်ရှိနေတာကိုမြင်လိုက်ရပါတယ်။ အဲဒါကြောင့်လိုက်ရှာကြည့်တဲ့အခါမှာတော့စတိုကန်ရဲ့တကားပေါက်ကနေဂျေဆန်အားရုပ်တရက်ပေါ်လာခဲ့ပြီးအာဇက်ရဲ့ရှင်ညွန်တက်တဲကိုဓမနဲ့ခုတ်လိုက်ပါတယ်။စတီကတော့အတန်ကြားလို့အာဇက်ကိုလိုက်ရှာနေခဲ့ပြီးသူမလည်းကံမကောင်းစွာနဲ့ဂျေဆန်ရဲ့တပ်ဖြတ်တာကိုခံလိုက်ရပါတယ်။ဒီလိုနဲ့ဒီနေ့မှာတော့အန်ဒီ၊ဒေဗီ၊ခရစ်နဲ့ရှယ်လီဆိုတဲ့ဆယ်ကျော်သားလူငယ်တွေကသူတို့တကယ်ချင်းဖြစ်သူဗဲရာကိုလာခေါ်ကြပါတယ်။ဗဲရာကတော့အပြင်မလွတ်တဲ့အမေဖြစ်သူနဲ့စကားအခြေအတင်ဖြစ်ပြီးမှအန်ဒီတို့နဲ့လိုက်လာရပြီး ယုတ်ရက်ကားထဲကနေအငွေတွေထွက်လာလို့ပောက်ကွဲတော့မယ်အထင်းနဲ့အပြေးသွားခဲ့ကြပါတယ်။ဒါပေမဲ့ခိုးလိုက်လာတဲ့ချီလီတို့စုံတွဲပဲဖြစ်နေပြီးအထင်းမှလည်းအငွေထောင်းထောင်းထနေအောင်စီးရီချနေခဲ့ကြတာပါ။သူတို့အားလုံးဟာခရစ်ရဲ့အဖေပိုင်နဲ့တော်ရဲကအင်္ဂလိပ်ထဲမှာအနားယူဖို့ရည်ရွယ်ချက်ထားကြပေမဲ့ယုဒရဲ့အနောက်ကနေရဲကားတွေလိုက်လာတာကြောင့်တပ်သေးတွေမတွေ့တော့အောင်စေကြောက်တွေအားလုံးကိုဝါစာပြလိုက်ကြပါတယ်။ဒါပေမဲ့ရဲကားတွေကသူတို့နောက်လိုက်တာမဟုတ်ဘဲအာဆနက်စတီရဲ့အသက်ခံခဲ့ရတဲ့အိမ်ကိုသွားကြတာပဲဖြစ်ပါတယ်။ တို့တွေအားလုံးလဲအာဇတ်တို့ရဲ့အခင်ဖြစ်ပွားရအယုံအဝေးကနေလန်တီပြီးဆက်ထွက်လာခဲ့ကြပါတယ်ဒီလိုနဲ့လာရင်လမ်းမပေါ်မှာပိတ်ပြီးအိတ်နေတဲ့အယိုးအဖိုးကြီးတယောက်ကိုတွေ့လို့လမ်းဘေးကိုရွှေ့ပေးခဲ့ကြရင်အဖိုးကြီးကသူ့လမ်းကနေကောက်လာတဲ့မျက်လုံးကြီးကိုကန်ပြပြီးမင်းတို့တွေအခုချိန်မှာနောက်ပြန်မလဲရင်အကုန်သေးရလိမ့်မယ်လို့ပြောလာပါတယ်။ဒါပေမဲ့ခရစ်စတိုကတော့ဂယုမဆိုင်ပဲဆက်ထွက်ခဲ့ကြပါတယ်။ခရစ်ဟာစကန်ချမဲ့နေရာကိုရောက်တော့ရေစားဖြစ်သူ Rich ကိုရုတ်တရက်တွေ့လိုက်ရလို့အံ့ဩသွားပါတယ်။ မတွေးရတာကြာပြီဖြစ်တဲ့ရေးစားလေးကိုအလွမ်းသိဖို့လုပ်နေတဲ့ Rich ကို Creek ကစိတ်အေးအေးထားခိုင်းလိုက်ပြီးအရင်ဆုံးအခန်းတန့်ရှင်ရေးမှာကုညီပေးဖို့တောင်းဆိုလိုက်ပါတယ်။တန်တဲ့သူတွေကလည်းသူတို့ရဲ့အခန်းတွေစီလိုက်ပြပေးနေတော့ Chris ဟာအခန်းပေါ်တက်ကနေမျက်နှာချင်းဆိုင်သွောလောင်ယုံတွေကလှုပ်ရှားမှုတစ်ခုကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့သူမကဒါကိုအထင်မှားတယ်လို့ပဲသတ်မှတ်လိုက်ပြီးလှုပ်ရှားရှိတာတွေကို Rich အကူအညီနဲ့စတင်လှုပ်ဆောင်ခဲ့ကြပါတယ်။မြင်းမရှိဘဲကောက်ရိုးတွေအများအပြားဝယ်ထားခဲ့တဲ့ Chris ရဲ့အဖေကို Rich ကနားမလည်နိုင်တဲ့အကြောင်းပြောတော့ ခရစ်ကသူ့အဖေအားနှစ်တိုင်းမြင်ဝဲဖို့စဉ်းစားခဲ့ပေမဲ့မဝဲနိုင်လို့မျက်ချောက်တွေပဲအရင်ဝင်နေခဲ့တာလို့ရှင်းပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဆူဆူဝါးဝါးအော်တန်တစ်ခုကိုကြားလိုက်ရပြီးခရစ်တိုကလည်းအခန်းတိုင်းကိုအပြေအလွာလိုက်စစ်ကြည့်ခဲ့ပါတယ်။တခံပြီးတခံလိုက်စီရင်ခရစ်ကဗီဒိုတကားကိုဖွင့်လိုက်တဲ့အခါခေါင်းမှာပစိမ့်ဆိုင်နေတဲ့ရှယ်လီကိုတွေ့လိုက်ရလို့တကယ့်ကိုထိတ်လန့်သွားပါတယ်။ဒါပေမဲ့ဒါဟာရှယ်လီရဲ့စာနာမှုတစ်ခုဖြစ်နေခဲ့ပြီးမရည်ရတဲ့ဟာသားမလို့ခရစ်ကတော်တော်လေးကိုစိတ်ဆိုးသွားခဲ့ပါတယ်။ဒက်ဘီကတော့ခရစ်နာကိုလိုက်သွားပြီးတငယ်ချင်းတွေစိတ်မဆိုးကြဘို့ပြောင်ပြားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာဗဲရွာကအပြင်ထွက်ပြီးတခုခုဝဲဖို့ကားနဲ့ထွက်လာတာကြောင့်ရှယ်လီယားပါလမ်းကြုံလိုက်သွားခဲ့ပါတယ်။စတိုးဆိုင်ကိုရောက်တဲ့အခါမှာတော့လူဆိုးကိုင်းတစ်ခုနဲ့ဆောင်ခဲ့ပြီးငွေညစ်တာကိုခံရပါတယ်။ဒါကြောင့်အပြင်မှာဗဲရွာကလည်းတော်တော်ကြီးတင်းလာခဲ့ပြီးသူသာဆက်မောင်းရင်ရှင်တိုင်းမှုတွေဖြစ်ကုန်မှာမို့ရှယ်လီကိုမောင်းခိုင်းလိုက်ပါတယ်။ဒါပေမဲ့တလွဲကောင်ရှယ်လီကကားဘက်ဆုပ်ရင်းလူဆိုးကိုင်းပိုင်တဲ့ဆိုင်ကယ်တွေကိုမတော်တဆတိုက်မိသွားပါတယ်။နွေရကတာကိုမြင်လိုက်တာကြောင့်သူ့ဆိုင်ကယ်ကိုတိုက်သွားတဲ့ရှယ်လီကိုကြောချမ်းစရာကောင်းအောင်ပြုံးပြခဲ့ပြီးကားမှန်တွေကိုရိုက်ခွဲပြစ်လိုက်ပါတယ်။ ရယ်လီလေးကြောက်ကြောက်နဲ့မောင်းပြေးလာလိုက်ပြီးလူစိုးကလည်းသူတို့နောက်ကိုလိုက်ဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ရှယ်လီကဒီတစ်ခါတော့တရားလွန်သွားပြီလို့ပြောရင်ကောင်းကိုပြန်လဲကလူစိုးရဲ့ဆိုင်ကယ်ကိုတမင်ဝင်တိုက်ပြလိုက်ပါတယ်။ဒီလိုနဲ့အခြေဆိုင်စခန်းကိုရောက်တဲ့အခါဂျေဆန်လည်းအဲဒီမှာရှိနေပြီးကော်ယိုကိုတောင်တွေကလည်းသူတို့ကိုချောင်မြောင်နေခဲ့ပါတယ်။တခြားသူတွေကရစ်ရဲ့ကားအခြေအနေကိုမြင်တော့အံ့အားသင့်နေကြပြီးရစ်ကလည်းသူ့ကားဘလို့တောင်ဖြစ်လာရတာလဲလို့မေးတော့ရှယ်လီကအကြောင်းအဆုံးပြောပြခဲ့ကောင်းဘာမှမဖြစ်တော့တဲ့ပုံစံနဲ့ရစ်ရဲ့ကားတော့ကိုပြန်ပေးခဲ့ပါတယ်။ ဒါကြောင့် Rich ကစိတ်ဆိုးပြီး Chris နဲ့အတူ Eddie ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာ Debbie က Andy နဲ့အတူရေကူးဖို့စီစဉ်ခဲ့ပြီးအိမ်ထဲမှာမျက်နှာသုံးပေါ်ဝါကိုအရင်သွားယူခဲ့ပါတယ်။အဲ့ဒီအချိန် Shelly ရဲ့အမွေခရရကြောင့်လူစိုးတွေကစခန်းကိုရောက်ချလာပြီးလက်စားချေတဲ့အနေနဲ့သူတို့ရဲ့ကားတွေကစီတွေကိုလာခိုးခဲ့ပါတယ်။ကီဝီကတော့မိန်ကလေးပီပီကိုတောင်နဲ့တွားပြီးအထက်အပစ္စည်းတွေကိုရှောက်ပြီးဆက်စုကြည့်နေပါတယ်။သူကနောက်မှာဂျေဆန်ရှိနေတာကိုတော့တစ်ဆက်လေးမှကိုတတိမထားမိခဲ့ပေ။တက်ခိုးတက်ကနေကောက်ရိုးတွေကြလာလို့ဘသူရှိနေလဲဆိုပြီးထက်ကြည့်ခဲ့ပါတယ်။ လူကတော့အစီရထုတ်ပြီးလို့ကီဝီကိုပြန်လာခေါ်ခဲ့ချင်းကီဝီကခေါင်မိုးကကျိုးမတွဲလာခေါ်ပြီးကမြင်ကြောထနေပါတယ်လူကအမြန်ဆင်းလာဖို့ပြောပေမဲ့ရုတ်တရက်ကီဝီကပျောက်သွားတာကြောင့်သူ့ဘာအထဲကိုလိုက်ဝင်ပြီးသွားရှာခဲ့ပါတယ်ဒီလိုနဲ့အပေါ်တက်လာတဲ့အခါမှာတော့လေပင်ကိုမိန်းနဲ့အထိုးခံထားရပြီးထုတ်တမ်းမှတွဲလောင်းအစိုက်ခံထားရတဲ့ကီဝီကိုတွေ့လိုက်ရပါတယ်။ဒီအချိန်မှာပဲခြေဆန်းအနောက်ကနေပေါ်လာပြီးလူကိုရဲ့ပိုက်ကိုမျက်ကြုံနဲ့ခရင်ကွာနဲ့ထိုးဆိုင်ပြလိုက်ပါတယ်။အခုချိန်ထိပေါ်မလာသေးတဲ့နေရာကြောင့်နှူရဲကပါကိုရောင်နဲ့ဝင်လာပြီးလိုက်ရှာခဲ့ပေမဲ့ ရုတ်တရက်လူကိုရဲ့အလောင်းကသူ့ပေါ်ပြုတ်ကျလာပါတယ်။အဲဒီနောက်မှာဂျေဆန်ကလည်းထွက်လာပြီးနှူရဲကိုလည်းအရှိကလူတွေလိုမျိုးတတ်ဖို့စူးစမ်းပါတော့တယ်။နှူရဲကလည်းဂျေဆန်ကိုပြန်ပြီးတိုက်ခိုက်ဖို့စူးစမ်းပေမဲ့လက်ရည်နေပြီးဖြစ်တဲ့ဂျေဆန်ကနှူရဲကိုအလွယ်တကူပဲအဆုံးသက်ပေးလိုက်ပါတယ်။တစ်ဖက်မှာအန်ဒီနဲ့ရှယ်လီတို့ကဆော့ကစားနေကြပြီးဒက်ဘီကအန်ဒီကိုသူတို့ရဲ့အခန်းစီပြန်မှုခေါ်သွားခဲ့ပါတယ်။ဒီလိုနဲ့နှစ်ယောက်တည်းကြံ့ခဲ့တဲ့ရှယ်လီကဗေရွားကိုဖွင့်ပြခဲ့ပေမဲ့ရှယ်လီရဲ့ပြတ်ချော့ချော့ပုံစံကိုသဘောမကျတဲ့ဗေရွားကပြက်ပြက်တာတာညင်းပြစ်လိုက်ပါတယ်။ တခြားတစ်ဖက်မှာတော့ဒေါအုထဲမှာတညတာကုံဆုံးနေတဲ့ခရစ်နဲ့ရီရှာအရင်တော့အကြောင်းကိုပြန်ပြောနေကြပါတယ်။ခရစ်ဟာတချိန်ကကြောက်စရာလူတယောက်ရဲ့ချိန်ထမှုကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးဘလို့ရင်ဆိုင်ခဲ့ရလဲဆိုတဲ့ပုံကို Rich ကိုပြောပြနေခဲ့ပါတယ်။အဲဒီတော့ကခရစ်ဟာအလဲလွန်ပြီးအိမ်ပြန်လာကြတော့အမေကသူ့ကိုရိုက်ခဲ့တယ်။ဒါကြောင့်စိတ်ဆိုးပြီးဒေါရဲကိုတယောက်တည်းထွက်သွားရင်မိုးအေးအေးနဲ့ဝတ်သစ္စာပင်ကြီးရဲ့အောက်မှာအိပ်ပျော်သွားခဲ့တယ်။နိုးလာတော့အနောက်ကနေလူတယောက်ရောက်လာခဲ့ပြီးသူ့အဖေလိုထင်လိုက်ပေမဲ့မဟုတ်ခဲ့ပဲကြောက်စရာရုပ်ရည်တင်ပြတဲ့လူတယောက်ဖြစ်နေခဲ့တယ်။ ဒါကြောင့်ထွက်ပြေးဖို့လုပ်ပေမဲ့ထိုလူရဲ့တိုက်ခိုက်တာကိုခံခဲ့ရပြီးသူမလည်းအတန်းနိုင်ဆုံးပြန်ခုခံနေခဲ့ပေမဲ့တတိမိသွားပြီးတော့နောက်ထပ်ဘာတွေဆက်ဖြစ်ခဲ့လဲဆိုတာကိုမသိတော့ဘူး။သူမပြန်လို့လာတဲ့အခါသူမရဲ့မိဘတွေကဒီကိစ္စတွေကိုဘာမှမဖြစ်ခဲ့တယ်လို့ပုံစံဖမ်းနေတာမလို့အဲဒီကနေမျိုးတွေကိုပြောင်းလာခဲ့လိုက်တယ်လို့ရှင်းပြခဲ့ပါတယ်။ပြီးတော့အဲ့ဒါကသူမအတွက်အကြီးမားဆုံးစိတ်ဒဏ်ရာဖြစ်ခဲ့တယ်လို့ပြောပြခဲ့တာကြောင့် Wish ကလည်းအားပေးခဲ့ကခရစ်ကိုစကန်းစီပြန်ခေါ်သွားခဲ့ပါတယ်။ တဖက်မှာတော့တရေနိုးလာတဲ့ချက်ကအင်သာသွားရင်လူတယောက်စပယ်ကြီးရဲ့ဝင်သွားတာတွေ့လိုက်ရတာကြောင့်ချီလီကိုခေါ်ပြီးသွားကြည့်ခဲ့ကြပါတယ်။ဒါပေမဲ့ဘာအရေးအယောင်မှမတွေ့ရတော့တာကြောင့်နှစ်ယောက်သာပြန်ထွက်လာခဲ့ကြပါတယ်။အဲ့ဒီအချိန်မြကန်းဘေးမှာအနားယူနေတဲ့ဗဲရာကတယောက်တည်းထိုင်နေတော့သူ့မောင်တယောက်ယောက်ကရေထဲကနေလန့်ဆွဲတာကိုခံလိုက်ရပါတယ်။ထုံဆက်အတိုင်းအစားအနောက်တန်တဲ့ရှယ်လီဖြစ်နေတာကြောင့်စိတ်သက်သာရရသွားပြီးမဲ့အမြဲတမ်းစိတ်အနောက်ရှက်ဖြစ်စေတဲ့ရှယ်လီရဲ့အပြုတ်မှုတွေကြောင့်ဗဲရာကစိတ်ဆိုးကပြောဆိုပြလိုက်ပါတယ်။ရှယ်လီလည်းစိတ်ညစ်ညစ်နဲ့ကိုရောင်ရှိကတမ်းမှသွားထိုင်နေလိုက်ရင် ။ကောင်ရိုးကိုတောင်တဲကနေအတန်နေထွက်လာလို့ချက်တို့ရှိနေတာလားဆိုပြီးသွားကြည့်ရင်အတန်ပြုတ်ကဝင်သွားလိုက်ပါတယ်။အဲ့ဒီမှာတကားပြန်ပေးလိုက်ရင်အပေါ်ကနေအလားစင်နရိစံကောင်းတစ်ခုကပြုတ်ကျလာလို့ရှယ်လီတယောက်လေးပြလွင့်မတက်လန်သွားပါတယ်။စိတ်ဆိုးနေတဲ့ဗေရာကတော့ပတ်စံအိတ်ထဲကတပ်ပွန်လေးကိုကြည့်နေရင်အိတ်ကအရေတဲကိုမတော်တဆပြုတ်ကျသွားပါတယ်။သူမရေထဲဆင်းပြီးယူဖို့ကြိုးစားနေတော့ရှယ်လီရဲ့မျက်နှာဖုံးကိုဆွတ်လာတဲ့ဂျေဆန်ကရွတ်တရံရှောက်လာပါတယ်။ဗေရာကရှယ်လီလိုထင်ပြီးနောက်တစ်ခါထပ်မဆဖို့ပြောနေတဲ့အချိန်ဂျေဆန်ကသူမကိုလေးနဲ့ပြစ်လိုက်တာကြောင့် ဒီတဲ့ငါဖဲရာရဲ့မျက်လုံးတဲတဲကိုစိုက်ဝင်သွားပါတော့တယ်အပေါ်တဲ့အခန်းထဲမှာချီရင်လူနေခဲ့ကြတဲ့အန်ဒီနဲ့တဲဘီတို့ကကိစ္စဝင်းဆောင်တွေပေးလို့အနာယူရင်းတဲဘီကရစ်ဆိုးနေခဲ့ပါတယ်ဒီအချိန်အန်ဒီကကင်မီကောက်ထောင်ပြီးလာစတာကြောင့်တဲဘီလည်းလန့်သွားခဲ့ပါတယ်အဲနောက်အန်ဒီကဘီယာဘူးသွားယူမယ်ဆိုပြီးအောက်ထပ်ကိုဇောက်ထိုးဆင်းသွားရင်ဂျေဆန်နဲ့တဲတဲတိုးခဲ့ပါတယ်ဂျေဆန်ကအန်ဒီရဲ့ကွာကြားကိုဓာတ်နဲ့ပိုင်းပြလိုက်ပြီးအပေါ်မှာရစ်ဆိုးနေတဲ့တဲဘီကတော့ရစ်ဆိုးပေးလို့အောက်ကိုဆင်းလာပါတယ် အန်ဒီအတန်ကိုမကြားတော့လို့အော်ခေါ်ကြည့်နေရင်မဂဇင်းဆောင်တအုပ်ကိုတွေ့လို့ပကတ်ပေါ်မှာလဲကဖတ်နေလိုက်ပါတယ်။ဒီအချိန်စာမျက်နှာပေါ်ကိုသွေးဆက်တွေကတစက်ဆက်ကျလာတာကြောင့်မော့ကြည့်လိုက်တဲ့အခါနှစ်ပိုင်းပြည့်နေတဲ့အန်ဒီရဲ့အလောင်းကိုထုတ်တန်ပေါ်မှာခွေခေါက်နေအောင်တွေ့လိုက်ရပါတယ်။ဒါပေမဲ့သူမမအော်ရသေးခင်မှာပဲဂျင်ဆန်ကသူမရဲ့ရုံဝါကိုဓာရှိတစ်ချောင်းထိုးသွင်းလိုက်ကတက်ပြစ်လိုက်ပါတော့တယ်။တစ်ဖက်မှာပြောင်မှုပေါက်ပေါက်လုံးနေတဲ့ချက်ကမီးပြတ်သွားလို့မီးပြန့်ဖွယ်မှုကိုရောင်စီကိုတွားခဲ့ပါတယ်။ ကိုရောင်ရောက်တော့မိကလုတ်ကိုလိုက်ရှာပြီးဖွင့်နေတဲ့အချိန်ဂျေဆန်ရောက်လာပြီးသူ့ကိုတွန်းလိုက်တာကြောင့်ပလက်ခုံကိုကင်မိသွားပြီးတက်လိုက်ကတေဆုံသွားခဲ့ရပါတယ်။တချိန်တည်းမှာပဲချီလီစီကိုလည်းလေပင်လိပြက်ခံထားရတဲ့ရှယ်လီကရောက်လာပါတယ်။ဒါပေမဲ့ချီလီကတော့ရှယ်လီစားနောက်နေတာလို့ပဲထင်ခဲ့ပြီးမိကက်ကမိုက်ချောင်းတောင်ချီကျူးနေခဲ့ပါသေးတယ်။ခဏအကြာမှာရှယ်လီကမူမမှန်တော့တာကြောင့်အနာကိုသွားကြည့်တဲ့အခါသူတွေကအစ်စ်တွေဖြစ်နေမှတွေ့လိုက်ရပါတယ်။ချီလီလည်းကြောက်လန့်ပြီးအန်ဒီနဲ့ဒေဗီကိုအပေါ်တမ်းမှာပြေးရှာပေးမိ့တငယ်ချင်းတို့ရဲ့အသက်မဲ့နေတဲ့အလောင်းတွေကိုသာတွေ့ခဲ့ရပါတယ် အဲ့ဒီအချိန်ခြေဆိုင်ကလည်းပေါ်လာပြီးအပူပေးထားတဲ့တန်ကြုံကြီးနဲ့ချီလီရဲ့ပိုက်ကိုထိုးဆိုင်ပြလိုက်ပါတော့တယ်။ဘာမှမသိသေးတဲ့ခရစ်စတိုကတော့အခြေဆိုင်စခန်းကိုပြန်ရောက်ကြတဲ့အခါဘသူကမှမတွေ့တော့တာကြောင့်ရစ်ကလိုက်ရှာကြည့်ခဲ့ပါတယ်။အိမ်ထဲမှာမတွေ့တော့အပြင်မှာသွားရှာဖို့ရစ်ကပြောသွားပြီးခရစ်ကသူ့ဘာလဲလိုက်ခဲ့မယ်လို့ပြောပေမဲ့ရစ်ကတယောက်တည်းထွက်သွားခဲ့ပါပြီ။ခရစ်လည်းမိမလားလို့အိမ်ပြင်ထွက်ကအော်ခေါ်ကြည့်လိုက်ပေမဲ့ရစ်ကတော့အတန်ထွက်မရအောင်ပါဇက်ကိုအပိတ်ခံထားရပါတယ်။ သူမအထဲကိုပြောင်းဝင်သွားတဲ့အခါမှာတော့ဂျေဆန်ကသူ့ရဲ့အားနဲ့ရစ်ရဲ့ကောင်းကိုညှစ်ကတက်ပြလိုက်ပါတယ်။ခရစ်ကတော့အပေါ်ထဲမှာတခြားသူတွေကိုဆက်ရှာနေခဲ့ပြီးယေရှုကနေကသွေးစောနေတဲ့အဝိစားတွေကိုမြင်တော့ထိတ်လန့်သွားပါတယ်။ဒါကြောင့်အဲဒီကနေချက်ချင်းထွက်လာလိုက်ပြီးရစ်ကိုကာယိုးကိုတောင်ထဲမှာရှာဖို့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့အထဲကိုမရောက်ခင်မှာပဲလူကိုရဲ့အလောင်းကြီးကတွေးလောင်းကြလာတာကြောင့်မက်မီအိမ်လေးကိုပြန်ပြေးလာပါတယ်။အပြင်မှာလေပြင်းတွေကလည်းတိုက်ခတ်နေတာကြောင့်တကားတွေကိုလိုက်ပိတ်နေတော့မှရုတ်တရက်ဆက်သလိုဂျေဆန်ကပြတင်းပေါက်ကနေရစ်ရဲ့အလောင်းကိုပစ်ချလိုက်ပါတယ်။ အဲဒါကြောင့်ခရစ်စာအပေါ်ကိုတက်ပြေးပြီးဂျေဆန်မမြင်အောင်ဗီဒီယိုထဲမှာဝင်ပုံနေလိုက်ပါတယ်။ဒါပေမဲ့နောက်ထပ်အလောင်းတလောင်းကိုထပ်တွေးလိုက်ရလို့လန့်ပြီးအော်မိသွားတာကြောင့်ဂျေဆန်လည်းကြားသွားပါတော့တယ်။ဂျေဆန်ကတကားကိုပစိမ့်နဲ့ခုတ်ဖြတ်ပြီးဝင်လာဖို့လုပ်တာကြောင့်ခရစ်နဲ့ဒဲဗီရဲ့ကုံမှာစိုက်နေတဲ့ဓာတ်ကိုဆွဲနှုတ်ပြီးဂျေဆန်ရဲ့လက်ကို ထိုးချလိုက်ပါတယ်။အဲဒီနောက်ဓာတ်နဲ့ထပ်မံတိုက်ခိုက်ရင်ဂျေဆန်ရဲ့ပေါင်ကိုထိုးလိုက်နိုင်ပြီးဂျေဆန်လည်းကြားသွားတဲ့အချိန်ထက်ကူအပေါက်ကနေခုန်ချကထွက်ပြေးခဲ့ပါတယ်။ အပေါ်ကနေဂျေဆန်ဆင်းလာတာကိုမြင်တော့ခရစ်ကတကားနာမှာရက်ဆောင်နေလိုက်ပြီးထွက်လာတာနဲ့ခေါင်းကိုတတုံနဲ့ရိုက်ချပြလိုက်ပါတယ်။ပြီးတာနဲ့ကားစီပြေးပြီးထွက်ပြေးဖို့လုပ်ပေမဲ့စီထုပ်ခံထားရတဲ့ကားကတိတ်ဝေဝေမမောင်းလိုက်ရခင်မှာပဲရက်သွားခဲ့ပါတယ်။ဒီအချိန်ဂျေဆန်ကလည်းရောက်လာပြီးသူ့မကိုလိုက်သက်ခဲ့တာကြောင့်ထွက်ပြေးရင်းစပက်ကြီးတွေကိုရောက်လာပါတယ်။ဂျေဆန်ကတော့ပုန်းနေတဲ့ခရစ်ကိုပစ္စည်းတွေကြောင့်မှမြေလံရှာနေပေမဲ့ခရစ်ကထုတ်တန်းပေါ်မှာတက်ပုန်းနေတာကြောင့်ရှာမတွေ့ခဲ့ပဲစိတ်တွေဆိုးနေပါတယ်။ ခရစ်ကတော့အတမအောက်တက်တဲ့ကိုဂျေဆန်ရောက်လာတာနဲ့အပေါ်ကနေခုံချကတိုက်ခိုက်ခဲ့ပေမဲ့သူမလိုဖလန်လေးကြောင့်ဂျေဆန်ကဖြုံတော့မဖြုံခဲ့ပါဘူးအဲဒီတော့မှဂျေဆန်ကဒါနဲ့လိုက်ခုံလို့ထက်ခိုးကကောင်ရိုးတွေကြားထဲမှာထပ်ပြီးသွားပုန်းနေလိုက်ရပါတယ်ဒီတစ်ခါမှလည်းဂျေဆန်ကခရစ်ကိုမတွေ့ပြန်တာကြောင့်ကော်ပြားနဲ့အစော်ခံလိုက်ပြီးတတိလေသွားပါတယ်ခရစ်ကတော့ဂျေဆန်ရဲ့လက်ပင်ကိုကျိုးချပေးလိုက်ပြီးပြတင်းပေါက်ကနေပစ်ချကကျိုးဆွဲချတတ်လိုက်ပါတယ်ဒါပေမဲ့အတိုင်းအဆလိုသွားတာကြောင့်ဂျေဆန်ကမသေးပဲညနေဖုန်းကိုထွက်လိုက်တဲ့အခါ ဂျေဆန်ဟာသူမတော်ထဲမှာတွေ့ခဲ့တဲ့လူပဲဆိုတာကိုခရစ်တျောက်သိသွားခဲ့ပါတယ်။အဲဒီနောက်ဂျေဆန်ကခရစ်ကိုဒါနဲ့လိုက်ခုတ်ခဲ့ကထိုအချိန်ကောင်းတက်ရာနဲ့နူရဲကမသေးသေးပဲဂျေဆန်ကိုပြန်တိုက်ခိုက်ဖို့လုပ်ပါတယ်။ဂျေဆန်ကတော့သူ့ရဲ့ဓာတ်ထက်ထက်နဲ့နူရဲရဲ့လက်ကိုတိကနေဖြစ်အောင်ဖြတ်တောက်ပြလိုက်ပြီးလဲကျသွားတဲ့နူရဲကိုဂျေဆန်ကနောက်တစ်ခါအလုံးမပေးတော့ပဲအသားခုတ်တလို့တစားစီခုတ်ပြနေပါတယ်။အဲ့ဒီအချိန်မှာခရစ်ကပစိမ့်တချောင်းကိုမြင်လိုက်ရပြီးချက်ချင်းဆဲယူခဲ့ကဂျေဆန်ရဲ့ခေါင်းကိုခုတ်ချလိုက်ပါတယ်။ ဒါတောင်ဂျေဆန်ကအသက်ပြင်းချင်နေပြီးနောက်ဆုံးလဲကျသွားတော့မှခရစ်လည်းစိတ်အေးသွားရပါတယ်။နောက်တော့ကန်ဆက်ကလေတစည်းနဲ့အမြထဲကိုမျောကလိုက်လာရင်နိုးလာတော့ပြတင်းပေါက်မှဂျေဆန်ရက်နေတာကိုထပ်တွေ့လိုက်ရပါတယ်။ဒါကြောင့်ခရစ်လည်းလေကိုလော်ပြီးထွက်သွားဖို့လုပ်ပေမဲ့တတုံးတွေနဲ့ပိတ်မိနေတာကြောင့်ပြေးလို့မရဖြစ်နေပါတယ်။ဒီအချိန်ဂျေဆန်ကဆင်းလာပြီးခရစ်တီးယန်အာယုံများနေတော့မှရှုပ်ရည်ပြောက်ွယ်သွားပြန်ပါတယ်။အဲ့ဒီအစားဂျေဆန်ရဲ့အမေကပေါ်လာပြီးခရစ်ကိုရေထဲဆွဲချသွားပါတော့တယ်။ဒါဟာသူမရဲ့အိမ်မက်တက်တက်တာဖြစ်နေခဲ့ပြီး ်ဂရိစာတလုံးအိမ်ထဲမှာပြန်လို့လာခဲ့ကောင်ရဲတွေကလည်းလာရောက်ကယ်ဆယ်သွားခဲ့ပါတယ်။ခရစ်စတီယန်ကတော့အသက်ရှင်တန်ရိုက်ခဲ့ပေမဲ့တုံတွေးခင်ရတဲ့ဖြေရဆိုးတွေကြောင့်စိတ်တွေကြောက်ကြက်ဖြစ်ကုန်ပြီးသူမဒေဆန်ကိုတကယ်ပဲအဆုံးသတ်နိုင်လိုက်ပြီလား။ဒါမှမဟုတ်ဒေဆန်ဟာပြန်လဲရှင်သန်လာအောင်မလားဆိုတာကိုတော့နောက်တစ်ပိုင်းမှာရှုစားပေးကြပါဦးနော်။နားစင်အပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါရရှင်။